တိန်ကတော့လေကြောင်းရဲ့ကာကွယ်ရေးတုံးတွေယူကရိန်းကိုတတ်မှတ်ချင်ထန်ကားလာဆော်ပေးလိုက်ပြီဖြစ်ပါလိမ့်။ဒါဟာပြောရမယ်ဆိုရင်ယူကရိန်းစစ်ပွဲကိုပို့ပြီးတော့ပြတိန်ကမီးစာရှို့ပေးလိုက်တာပဲဖြစ်ပါလိမ့်။ယူကရိန်းကိုပေးရမယ်တဲ့လေကြောင်းရဲ့ကာကွယ်တုံးကြီးတွေတတ်မှတ်ထားတဲ့ချင်ထန်ကားလာဆော်ပြီးပို့ပို့နိုင်ခဲ့ပြီလို့ပြတိန်ကာကွယ်ရေးစစ်မှုဝန်ကြီးကပြောပါလိမ့်။ကီမိုတော်မှာပြတိန်ယူကရိန်းနဲ့နိုင်ငံစစ်လက်ပြီးတော့ထုတ်လို့ရေးသဘောတူညီချက်စာချုပ်လက်မှတ်ထိုးပွဲမှာပြောလိုက်တာပါ။ရှားချီတဲ့အဲ့ဒီ ဒုံးကြီးတွေကိုမြောက်ပိုင်းအိုင်ယာလန်ကဘယ်ဖက်စ်ကမှထုတ်လုပ်နေတာဖြစ်ပါတယ်။ဒုတိယဆင့်အနေနဲ့ဒုံးကြီးနဲ့ဒရုန်းတွေပူးတွဲထုတ်ဖို့ပြတင်းကောက်ပွဲရေးကပ်နေတဲ့နဲ့ယူကရိန်းကောက်ွယ်ဝန်ကြီးဌာနတို့ဘောရုလက်မှတ်ထိုးခဲ့ပါတယ်။ယူကရိန်းရဲ့အကြီးဆုံးဒရုန်းထုတ်လုပ်ကုမ္ပဏီကလည်းပြတင်းမှာလာရောက်ပြီးပေါစတာလင်တန်းနေရာရင်းမြှုပ်နေမယ်လို့ဆိုပါတယ်။ပြတင်းကောက်ွယ်ရေးစမှုဝန်ကြီးဟာပြတင်းရှာကောက်ွယ်ရေးနဲ့ ကုန်းသွေးကမီတာဝရှိသူတွေနဲ့တူယူကရိန်းမှာကျင်းပခဲ့တဲ့နိုင်ငံတကာကာကွယ်ရေးစမှုဖော်ရန်တက်ရောက်ပြီးယူကရိန်းကာကွယ်ဝင်ကြီးဌာနနဲ့သဘောတူစာချုပ်တွေလက်မှတ်ရေးထိုးတာဖြစ်တယ်လို့ယူကရိန်းသတင်းတွေကဖော်ပြပါတယ်။ဒါနဲ့ပတ်သက်ပြီးပြတိန်ကိုရုရှားကတော့ပြင်းပြင်းထန်ထန်သတိပေးနေတာပဲဖြစ်ပါတယ်။ရုရှားသတိပေးနေကြကနေပြတိန်ကတော့သူလှုပ်ရှားရှိတာကိုဆက်လုံနေတာပဲဖြစ်ပါလိမ့်။ဒါကြောင့် ရုရှားနဲ့ပြည်ထောင်စုတွေမှာတင်းမဟုတွေကပုံပြီးဆိုးမှာရှိပါတယ်။ဒါပြင်ယူကရိန်းနဲ့ပြည်ထောင်စုကလေကြောင်းရံကဒရုန်းတွေတလောက်အစင်2000လာမဲ့လာဒီမှာပူတွေထုတ်လုပ်နိုင်ဖို့စီမံကိန်းတည်းရဲ့စစ်စစ်ညှိနှိုင်းလျက်ရှိကြောင်း Bloomberg ကဖော်ပြပါတယ်။ရုရှားရဲ့ဒရုန်းတိုက်ခိုက်မှုတွေတိတာတိုးပင်းလာလို့ယူကရိန်းအတွက်ဈေးသက်သာတဲ့လေကြောင်းကဝယ်နည်းလမ်းနဲ့အေးပေါ်လိုအပ်တာကိုအခုစီမံကိန်းနဲ့ကင်တွယ်ဖြည့်ရှင်းမှာဖြစ်ပါတယ်။ ရုရှားဟာစက်တင်ဘာလမှာပင်စာဟက်မျိုးစားတက်ခိုင်ဒရုန်းပေါင်း6900ကျော်ဆေးလွတ်တက်ခဲ့ပါတယ်။ကာလာတိုလီမှာပဲကျွန်တော်တို့တလတွင်ဒရုန်း2000ဝန်းကျင်ထုတ်လုပ်သွားပြီးအကုန်လုံးယူကရိန်းစီပို့မှာပါ။ရုရှားဒရုန်းတွေဂျာဖြတ်ဟန်တာမှာသုံးနိုင်မယ်လို့ဆိုပါတယ်။အော်တိုပတ်စ်လို့ခေါ်တဲ့ဒီစီမံကိန်းကိုလက်ရှိညီနိုင်ဆွေးနွေးတဲ့အစီအမရှိပြီးလာမယ့်လမှာအကောင့်ထဲပို့နိုင်မှာဖြစ်ပါတယ်။ပြည်တွင်းနဲ့ယူကရိန်းနိုင်ငံလုံးဟာလေကြောင်းရကာကွယ်ရေးဒရုန်းတွေထုတ်ဖို့ စက်တင်ဘာ17ရက်နေ့ကလက်မှတ်ရေးထိုးခဲ့တာဆိုပါတယ်ရုရှားရဲ့လူကြောင်းတိုက်ခိုက်မှုတွေကလက်ကြောပုံမှုပြေးထန်ခဲ့တဲ့အကြားဖြစ်ထိုင်တဲ့ drone ပညာဟာယူကရိန်းအတွက်ရေးတကြီးလိုအပ်ချက်ဖြစ်ပါတယ်ရုရှားသုံးနေတဲ့စာဟိုက်မျိုးသား drone တွေဟာအီရန်မှာဦးစိုးဒီဇိုင်းထားပြီးရုရှားမှာ Garand Dumi နဲ့အမျိုးအများထုတ်လုပ်ပါတယ်ယူကရိန်းကရုရှားတိုက်ခိုက်မှုမှာအဓိကလက်နက်ဖြစ်လာပါတယ်ယူကရိန်းကလည်း2022မှာစပြီး drone ဆိုင်အလင်းများဖွံ့ဖြိုးတိုးတက်လာပြီးဈေးကွက်မှာရှိတဲ့လေယာဉ်တွေကိုပြုပြင် moment တိစောက်ပြီးတက်ခိုက်ရေး drone တွေနဲ့ထောက်လိုက်ရေးစနစ်တွေအဖြစ်ကြက်ကြက်ပြက်ပြက်ပြောင်းလဲသုံးချလာတာဖြစ်ပါလိမ့်။နောက်တစ်ရက်တော့ပြောချင်ပါတယ်။ Megan Tamara Trent ရဲ့ skill ကိုဖုန်းဆက်ပြီးတော့ထပ်ဆူးနှွေးတယ်လို့ဆိုပါလိမ့်။အလွန်အကျိုးဖြစ်မှုရှိပါတယ်လို့ Ukraine Tamara Trent ကလူမှုကွန်ရက်မှာရေးပါတယ်။ အရှိလေပိုင်းသဘောတူညီချက်ရဖို့ထွန့်ရအမကန်ချက်ပေးပြီးတော့ကြိုးပမ်းခဲ့မှုကိုချီးကျူးကွန်ပျူတာရုရှားစစ်ပွဲပါဝင်စစ်ပွဲအားလုံးရပ်တန့်ပေးနိုင်မယ်လို့ယုံကြည်ကြောင်းဇီလန်စကီကထရန့်ကိုဖွင့်ပြပါတယ်ယူကရိန်းစွန့်ရဲကဏ္ဍပါရုရှားတိုက်ခိုက်မှုကိုလည်းဆွံ့နွတ်ခဲ့တယ်လို့ယူကရိန်းလေကြောင်းရန်ကာကွယ်အာကောင်ကြီးအတွက်ဖြစ်လာခဲ့တဲ့ပါဝင်နိုင်ငံကြားပြင်ဆင်နေတဲ့သဘောတူညီချက်တွေပေါ်လဲဒီကထားဆွံ့နွတ်ခဲ့တယ်လို့ဆိုပါတယ်လောလောဆယ် ်အမေရိကန်နဲ့ရုရှားကြားထဲမှာဆက်ဆံရေးကပုံမအေးဆက်လာတဲ့အနေအထားဖြစ်ပါလေ။နှစ်နိုင်ငံရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံကြားစစ်ပွဲတွေကလည်းပုံမဆိုးဝါးလာပါတယ်။ဒီအချိန်မှာတော့ဒေါ်နယ်ထရန့်ကဖိအားပေးနေပြီမဲ့အခြေအနေကတော့ဆက်လက်ဆိုးဝါးနေဆဲဖြစ်ပါလေ။တိုင်ဝမ်ရဲ့ပြင်းထန်ဖြစ်ပွားခဲ့တာဒီနေ့ကပဲယူကရိန်းမြို့တော်ကီကိုရုရှားကဒုံးကျည်နဲ့ကြီးကျယ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ နိုဘယ်ငြိမ်းချမ်းဆုရှင်တွေမိကြတဲ့မှာဖုန်းပြောခဲ့ပေမဲ့ဆုတော့မတောင်းခဲ့ပါဘူးလို့ထရန့်ကအရှုံးဖောက်ပြီးပြောပါတယ်။ထရန့်ဟာအခုနဲ့နိုဘယ်ငြိမ်းချမ်းဆုမျှော်လင့်ထားတယ်လို့လူသိရှင်ကြားပြောမှုပေမဲ့အော်တိုဘတ်ဆင်းလေးကနိုဘယ်ကော်မတီရဲ့ဆုပေးဖို့အဆုံးဖြတ်ရွေးချယ်မှုမှာဗင်နီဇွဲလားတိုက်ခိုက်ကောင်းဆောင်မာရှာတို့ကသာဆုရရှိခဲ့ပါတယ်။နိုဘယ်ငြိမ်းချမ်းဆုမကြေညာခင်ထရန့်ဆုရမရဆိုတာတကယ်ပါလုံးတိုင်းတန်နဲ့စိတ်ဝင်စားတဲ့ကိစ္စဖြစ်ဖို့ပါတယ်။ နော်ဝေးမှာရှိတဲ့ Nobel Committee ရဲ့စုရွေးချက်မိသားလည်းထပ်ပေါ်တယ်နော်မာရှာတို့ကသူဟာ trust စီဖုံးဆက်ပြီးစကားပြောခဲ့ကြောင်းတည်ဖြစ်ပါတယ်ဒါမဲ့သူလူပါလီပြောခဲ့လေနော်မာရှာတို့ကအသေးစိတ်တော့မှတ်ချက်မပေးပါဘူးနော် Trump ကလည်းသူနဲ့မာရှာတို့ကြားအလွန်ကောင်းမွန်တဲ့ဖုံးပြောဆိုမှုတစ်ခုရှိခဲ့တယ်လို့သတင်းတောက်တွေကိုအသိပေးပါတယ်မာရှာတို့က Trump ကိုဂုဏ်ပြုတဲ့စိတ်နဲ့ညို Nobel ငင်းကျဲစုလက်ခံယူမှာဖြစ်ကြောင်း Trump ဟာဒီစုနဲ့ပဲတကယ်ထိုက်တယ်နဲ့ဆိုတာသူနားလိုက်တာကြောင့်ဖုံးနဲ့မှာပြောပါတယ် ရန်ကောင်းတဲ့ကိစ္စကဒါဆိုလဲအဲ့ဒီစုကိုငါ့ကိုပဲတွေးလို့သူကမပြောခဲ့တာဖြစ်ပါလေတကယ်လို့တောင်းခဲ့ရတဲ့မာချာတို့ကပေးမဲ့ပုံမှာဒီမျိုးသွေးကတကယ်ကိုလူပေါင်းတယောက်ဖြစ်ကြောင်းထရန့်ကအရှုံးဖောက်သွားပါလေထရန့်ကသူဟာမာချာတို့ရဲ့နိုင်ငံရေးတည်ခြင်းရဲ့ရုံးကမှုတွေမှာကာလရှည်ကူညီပေးခဲ့ပါလေမာချာတို့နဲ့ဒီမိုကရေစီရေးအင်အားစုတွေဟာဗင်နီဇွဲလားမှာကူညီတွေအများကြီးလိုအပ်နေပါလေဗင်နီဇွဲလားပကတိအခြေအနေဟာကပ်ဘေးလိုဖြစ်နေတယ်လို့ပြောပါလေအမေရိကန်ဆိုရဟာ ယူနီဇလန်သမ္မတမာဒူရိုကိုငွေရပေါက်ခိုးအဖြစ်ဆွဆွဲပြီးဒေါ်လာတန်90စုငွေထုတ်ထားပါတယ်။နိုဘယ်ငင်းကျဲအဆုလက်ခံရရှိကြောင်းတည်ပြုကြညာပြီးတဲ့နောက်မှာချာရိုကဒီစုဟာထိခိုက်လာခြင်းရတဲ့ဗီနီဇွဲလာပြည်သူတွေဗီနီဇွဲလာဒီမိုကရေစီရေရုံးကနှုတ်ဆောင်မှုတွေအားလုံးအတွက်ပြတ်သားတဲ့ထောက်ခံချက်လို့ပြောပါတယ်။ပီရူးနိုင်ငံမှာမျိုးသွေးသမ္မတကိုလွတ်တော်ကဖြုတ်ချပြီးအသက်ငယ်ဆုံးသမ္မတတက်မြောက်လိုက်ပါတယ်။ ကမ္ဘာလူကြိုက်အနည်းဆုံးခေါင်းပေါင်းပြောပြတဲ့ပီရူဘုသမီးသမရာဒီနာဘိုလွာဒိကိုကိုကျင့်တရားပြည့်ဝမှုဆွေးကျင်တဲ့လွတ်တော်ကတခဲနဲ့ဖြုတ်ချလိုက်ပါလေ။ဘယ်တော့လဲဖြုတ်ချဖို့စောင့်နေတာလည်းတော့မသိပါဘူး။လွတ်တော်မှာသူမကိုလာရောက်ဖြည့်ရှင်းဖို့စင်ခေါ်ခဲ့ပေမဲ့ရောက်မလာလို့နိုင်ပိုင်းအတွက်မှာပဲဖြုတ်ချလိုက်ပြီးလွတ်တော်ဥက္ကရာဟိုစေးဟာရီကိုသမားဖြစ်တင်မြောက်ပါလေ။အသက်38နှစ်သာရှိနေတဲ့ဟိုစေးဟာရီကလက်ရှိကမ္ဘာခေါင်းဆောင်တွေထဲမှာခုနှစ်ယောက်မြောက်အသက်ငယ်ဆုံးခေါင်းဆောင်လည်းဖြစ်ပါလေ။ကိုစာဘေဒီဝါဒီ ဆိုမော့ပေဝပါတီကဟာရီဟာဇူလိုင်လကမှလွတ်တော်ဥက္ကဋ္ဌဖြစ်လာဘူးလား၉နှစ်အတွင်း9ရောင်းမြောက်တမနာဖြစ်တင်မြောက်ခံရတာပါတမနာအသက်ဟာတိုင်းပြည်ရဲ့လုံခြုံရေးပြဿနာအဓိကကိုက်တော်ပြီးရာဇဝမှုကိုစစ်ကြည့်စနောပြောက်မှုတွေပေါ်အပြေးနဲ့နေမှုကလူထောက်ကမှုကနှစ်ကနေ၄ရက်ခန့်တော့မရှိပါတော့တဲ့မကြင်ညာထားတဲ့ပိုင်ဆိုင်မှုတွေနဲ့ရိုးရန်တရာရေရှုပ်တော်ပေါ်ကြောင့်ပုံနာမည်ပြက်ခဲ့ရသလိုဇူလိုင်လထဲမှာကိုကိုကိုလာစားနှစ်ဆတိုးပြီးတဲ့ကိစ္စလည်းဝေဖန်စရာဖြစ်ခဲ့ပါတယ်နောက်ထပ်သတင်းမှုပြောချင်ပါတယ် တင်းနဲ့ကျပွင့်ကစားမှတမ်းမြီအတွက်ကွန်မန်ဒိုဖြစ်လာတဲ့သူဟာရုရှားရဲ့ဒေါ်လာ9ဘီလီယံနဲ့စီးရီးယားအကြီးကိုထိနာစေသွားတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကဝင်းဘန်ဒန်ဂရိစ်လန်တင်းနဲ့ပြိုင်ပွဲကြီးမှာဒိတ်ဒိတ်ကျကဘာအဆင့်တင်းဆူဇလန်တင်းနဲ့မှာရောဂျာဖက်ဒါရာကိုတော့နိုင်ခဲ့တဲ့ယူကရိန်းတင်းနဲ့ကျပွင့်ဟာအခုတော့ယူကရိန်းစစ်သားဖြစ်နေပါပြီ။သူနာမည်ဆာဂျစ်စတက်ကိုစကီးဖြစ်ပါတယ်။သူအဲဖာကွန်မန်ဒိုဖြစ်ရုရှားရဲ့ဒေါ်လာ9ဘီလီယံနဲ့စီးရီးယားအကြီးဖြတ်စည်းရမှာကူညီခဲ့ပါတယ်။ Ukraine to the SVU Alpha ha operation spider versus CV ပြီးရုရှားနိုင်ငံတွင်းမိုင်းနဲ့ထိစစ်ကြအထီရောက်ဆုံးတိုက်ခတ်ခဲ့ပါတယ်။ဈေးပေါ်တဲ့ drone 118စင်းနဲ့ရုရှားနိုင်ငံတွင်းမှာအလွန်တန်ကြီးကြီးတဲ့မဟာဗျူဟာမြောက်နျူကလ িয়ার ဘုံးကျက်လေယာဉ်တွေအဲ့ဒီလေယာဉ်ထားတဲ့လက်တက်ခြေစိုက်စခန်း၄ခုစက်ရုံတွေရင်းနှီးတပ်စစ်တုံးလုံးတွေပါအဓိကကျတဲ့ဆောက်အုပ်များစွာကို18လကြာကြိုးတိစီမံပြီးတိုက်ခတ်ခဲ့ပါတယ်။ ီတိုက်ခိုက်မှုကြောင့်ရုရှားဘက်ကဆုံးရှုံးပစ္စည်းမှုကဒေါ်လာ9ဘီလီယံရှိခဲ့ပါတယ်။ပူတင်ရဲ့ဘုံကျက်လေးရဲ့အုပ်စု40%တရှိတဲ့နဲ့တောင်မို့တို့ဖောက်ခွဲဖြက်စီနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဆာဂျီစတခိုစကီဟာမြောက်တသားဖြစ်တောင်းယူခဲ့ရမှာဒရုန်းသေးစားတွေမောင်းနေတိုက်ခိုက်တဲ့တပ်ကိုပြောင်းလဲပြီးမလကမှယူကရိန်းမှာကီလိုမီတာ850กว่าမှာရှိတဲ့ရုရှားလီတဲ့ဂျီလက်စကန်ကိုဒုံးကြီးနဲ့ပြစ်ခတ်ဖြက်စီခဲ့ပါတယ်။အောက်စုငယ်လေးများမှာကြီးမားတဲ့တိုက်ခိုက်ဖြစ်စီမှုကိုလုံဆောင်ရမှာရုရှားထောက်ခံ ဝါရဖြတ်သမားတွေရှင်ထုမနာဖြစ်ခဲ့ရပါတယ်။စာဂျစ်စတပ်ကိုစပြဝမန်တင်းနဲ့ပြန်ပေါ်ပါဝဲ FDM ကျင်ပူးကျင်းမာတဲ့တင်းနဲ့ပေါ်ဒီမှာရုရှားနဲ့မဟာမိတ်ဗီလာယစ်မှကစားသမားတွေကိုပါဝင်ခွင့်ပေးခဲ့တဲ့အတွက်မကျေမနပ်ဝေဖန်ခဲ့ကြတဲ့ကမ္ဘာထိပ်တဲ့အကစားလောကကိုလည်းအပြည့်ထက်ဝေဖန်မှုပါတယ်။လက်ထမစနစ်ကမ္ဘာဖလားချစ်စပွန်အောင်သူစူးစမ်းတဲ့ရုရှားပေါ်တော်သင်ဟာအဲ့ဒီတော့ကစပန်ပြကွန်ဒီကမဆိုင်တဲ့လုပ်ရလို့ဝေဖန်ခဲ့တယ်လို့စပိန်တင်းနဲ့ကြော်မော်နာတွေကလည်း အာကစားအသမားလေးဟာစစ်ပွဲနဲ့မဆိုင်ဘူးလို့ဝေဖန်ပါတယ်ဒီဝေဖန်မှုကိုစာဂျစ်စတကိုစီကထိရောက်စွာပြရတဲ့ဝေဖန်ရပြီးအိမ်မပြန်နိုင်တဲ့ယူကရိန်းတိမတ်သမားဖြစ်ကနာရဲရုနဲ့ရှင်ပြတ်တောက်မှုရှိပါလားဘယ်ရုရှားနဲ့ဘယ်လာရုအလုပ်ရသမားကမှရုရှားကယူကရိန်းကိုကျူးကျော်မှုဟာကံကွက်ရှုတ်ချမှုမပြုတ်လောက်ခဲ့ကြကြောင်းယူကရိန်းကလင်းတွေဘုရဲ့ဒုံကြီးတန်းကြောင့်ဘယ်သူမှတင်းနေမကစားနိုင်ခြင်းယူကရိန်းသားတွေတည်ဆုံးခြင်းရုရှားကသားတွေက အေးချမ်းစွာပြိုင်ပွဲဝင်ခြင်းဟာတရားမျှတမှုလားလို့ကိုးပန်းခဲ့ပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။1932ခုနှစ်ကအိုစကာစပက်ဆိုသူဟာတမိုင်းတစ်လျှောက်အထူးခြားဆုံးကရက်လစ်ခီးစဉ်တွေကတခုကိုစတင်ခဲ့ပါတယ်။တော်ဂျာမနီနိုင်ငံဟမ်ဘက်ကနေခောက်သိမ်းလို့ရတဲ့ကရက်လီလီနဲ့စတင်ခဲ့ပြီးမူလရွေချက်ကတော့ Cyprus ဂျွန်ကဂျီနီတွင်နေမှာအလုပ်လုပ်ဖို့သွားပါဖြစ်ပါတယ်။ဒါပေမဲ့ဒီယိုရှင်းတဲ့စီရဥရောပအရှေ့လေပိုင်းအိန္ဒိယနဲ့အရှေ့တော်အာရှတလာကပြည်တွေပင်လယ်တွေကိုဖျက်ပြီး9နှစ်ကြာ ကီလိုမီတာ9000ခီးရှိကြီးပြောင်းလဲသွားပါတယ်ခီးရှာပုံတိုင်းနဲ့ငှက်ဖျားယောဂအခိုးခံရမှုတယောက်တည်းထိကျက်မှုတွေရင်ဆိုင်ခဲ့ရပါတယ်ခောက်သိမ်းလို့ရတဲ့ကရလေးလေးတစ်စီးမှာတယောက်တည်းလော်ခတ်လာတဲ့သူ့ကိုတွေ့မြင်ရတဲ့သူတွေကအောင်းမင်နဲ့ခဲ့ရပါတယ်1939မှာတော့စပက်ဟာနောက်ဆုံးအနေနဲ့အော်စတြေးလျကိုရောက်သွားပါတယ်ဒါပေမဲ့သူရောက်ရှိချိန်မှာဒုတိယကမ္ဘာစစ်ဖြစ်နေတာသူမသိပါဘူးသူရဲ့ကောင်းတို့ဖြစ်ကြိုးစုခံရမဲ့စားသူဟာဂျာမန်ဖြစ်တဲ့အတွက်ကြောင့်အဖမ်းခံရပြီးခုနှစ်နှစ်တိတိဖမ်းဆီးခြင်းနဲ့စခန်းမှာနေခဲ့ရပါတယ် လွန်ပြောင်းလာပြီးတဲ့နောက်သူကအော်စတြေးလျနိုင်ငံ Lightning Ride မှာပဲဘဝကိုအေးချမ်းနေထိုင်ရင်းဗရန်များတူဖော်တဲ့လုပ်ကိုရွေးချယ်လုပ်ကင်ခဲ့တယ်လို့သိရပါတယ်။တရုတ်ကုန်စည်တွေကိုတရားရဟန်တို့စီးတက်ကုန်တမကြောင်တမနာထန်ကကျင်ညာလိုက်ပြီးတော့ကမ္ဘာဈေးကွက်တစ်ခုလုံးကမောက်ကမဖြစ်ကုန်ပါတယ်။တရုတ်သွင်းကုန်တွေပေါ်တရားခံတို့ထပ်တိုးစည်းကြုံတက်မှကြောင်းအမေရိကန်သမ္မတထရန့်ကတောက်ကြနေမှာကြေညာခဲ့ပြီးသမ္မတရှီနဲ့ထိပ်သီးစုဘက်ကိုပါဖျက်မယ်လို့ချိန်ချောက်လိုက်ပါတယ် တရုတ်သွင်းကုန်တွေပေါ်ထပ်တိုးစီးကြခွန်တမမှုဟာနိုဝင်ဘာ၁ရက်နေ့မှာအာနာတီမာဖြစ်ပြီးတရုတ်ရဲ့မြေရှားသတ္ထုတင်ပို့မှုထိန်းချုပ်ခြင်းကြောင့်ခုလိုလက်တုံ့ပြန်လာလို့ဒေါ်နယ်ထရန့်ကပြောပါတယ်။အမေရိကန်ကလက်ရှိမှာတရုတ်ကုန်စည်တွေကို30ရာခိုင်နှုန်းစီးကြခွန်တမမှုပြီးတရုတ်ကအမေရိကန်ပို့ကုန်တွေပေါ်10ရာခိုင်နှုန်းစီးကြထားပါတယ်။မြေရှားသတ္ထုတင်ပို့မှုထိန်းချုပ်ဖို့အသေးစိတ်ဖော်ပြတဲ့စာတွေကိုတရုတ်ကကမ္ဘာတော်မှာရှိတဲ့တမ်းမြင့်တွေထံပေးပို့ခဲ့တယ်လို့ထရန့်ကဆိုပါတယ်။တရုတ်ကကမ္ဘာကြီးကိုတရားခံလို့တော့ခွင့်ပြုစရာဘာအကြောင်းမှမရှိဘူး။ တရုတ်နိုင်ငံရည်ရည်ချက်ကရန်လိုနေတယ်လို့ဆိုပါတယ်လူငယ်တဲ့နှစ်ပတ်ကတောင်ကိုရီးယားမှာကျင်းပမဲ့အေပက်ထိပ်သီးဆွေးနွေးပွဲမှာတရုတ်သမ္မတရှင်နဲ့တွေ့ဖို့စီစဉ်ထားပေမဲ့လက်ရှိဒီလိုလုံးဆရာအကြောင်းမရှိတော့ကြောင်းထရန့်ကဆိုပါတယ်မြေရှားတပ်ထုကစမတ်ဖုန်းနဲ့တဲ့စစ်ကမှာစစ်လက်နက်နဲ့စွန့်ရည်နေပညာထိထုတ်အောင်မှာအရေးကြီးပြီးတရုတ်ကကမ္ဘာမြေရှားတပ်ထုကိုချုပ်ကန်ထားပါတယ်။ရှီနဲ့စီရီကိုသူဖြတ်သိမ်းကြတာမဟုတ်ဘူးလို့ထွန်းကနောက်ပိုင်းရုံးကမ်းမှာသတင်းတောက်တွေကိုပြောပါတယ်။ဒါမဲ့ တရုတ်နဲ့အမေရိကန်ကြားတင်းမာမှုကတော့တော်တော်လေးကိုမြင့်တက်လာတဲ့အခြေအနေမှာရှိပါတယ်။ရှားလိုက်ရတော့အမေရိကန်မြေရှားသထုတူဖော်ရေးကုမ္ပဏီတွေရဲ့အစုရှယ်ယာဈေးတွေဟာတော်တော်လေးကိုခုန်တက်သွားပါလိမ့်။အမေရိကန်သမ္မတနဲ့တရုတ်လှုပ်ရှားမှုကိုဘန်နာရီကတံပြန်ဖို့မမိပေါ်ဖိအားပေးခံရတယ်ရှိလာပါလိမ့်မယ်လို့ထွန်းကဆိုပါတယ်။ဒါလို့ဆိုကျွန်တော်စဉ်းစားနေတဲ့မြေဝါဒတွေမှာအမေရိကန်နဲ့ဝင်လာတဲ့တရုတ်ထောက်ကူတွေပေါ်အခေါ်မြောင်များတိုးပါပါတယ်။လေးနဲ့စဉ်းစားတဲ့တခြားတံပြန်ရေးမှုလည်းအများကြီးရှိပါတယ်တဲ့။ စတော့ရှယ်ယာဇင်းတို့မြင့်တက်မှုမှာလည်းအဲ့ဒီမြေရှာသတ္တုကုမ္ပဏီတွေတော်တော်လေးကိုမြင့်တက်သွားပါတယ်။ဥပမာအပြင် MP Material Company က19ရာခိုင်နှုန်း USA Ra Air Company က19ရာခိုင်နှုန်း Energy Fuel Company က10ရာခိုင်နှုန်းကျော် Neo Corp Development Company က14ရာခိုင်နှုန်းတည်တည်မြင့်တက်ပါတယ်။တရုတ်ဟာမြေရှာသတ္တုတင်ပို့မှုပေါ်ပုံမတင်ကြတဲ့ထိန်းချုပ်မှုတွေချမှတ်ထားပါတယ်။တရုတ်ဟာကမ္ဘာလုံးဆိုင်ရာမြေရှာသတ္တုထုတ်လုပ်ရောင်းချလုပ်ငန်းစဉ်တွေလွှတ်မှုထားပါတယ်။ American ဟာတရုတ်စီကမြေရှာသတ္တုကိုမိခိုနေရပါတယ်။ ်အမေရိကန်ကာကွယ်ဝန်ကြီးဌာနကအမေရိကန်ရှိအကြီးဆုံးမြေရှာသတ္ထုဒူဖော့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ MP Materian နဲ့လည်း True Charge သဘောတူညီစာချုပ်ချုပ်ထားပါတယ်။ဒီလိုစာချုပ်ချုပ်တာတရုတ်ကိုမမီခိုပဲပြည်တွင်းထောက်ပံ့မှုနဲ့သာယက်တီဖို့ကြိုးပမ်းလာတာပါ။တရုတ်ကနိုင်ငံသားကမ္ဘီတွေနဲ့ကိုစီတမိုးရဲ့တုံမြတ်တမတရားကနေနဲ့ထပ်တမိုးရှိတဲ့မြေရှားသတ္ထုပါတဲ့ပို့ကွန်ပျူစီတွေအတွက်လိုင်စင်ရယူဖို့အသက်မှတ်ထားပါတယ်။ကမ္ဘီတွေနဲ့တရုတ်နိုင်ငံရဲ့ထုတ်လုပ်မှုတန်းစင်မှုဓမ္မမဟုတ်တာလိုက်ပြလဲအသုံးပြုမှုဤပညာအသုံးပြုမဲ့ဆိုရင်တော့ ုကုံလိုင်စင်လျှောက်ထားရမှာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံဆိုးမှာခုလောက်ကမှပြုလုပ်မဲ့အာရှပစိဖိတ်စီးပွားရေးပတ်စံမှုထိပ်သီးဆင်းလုပ်ပွဲမှာပြုတွေ့ကျင်းပမဲ့စီးပွားမှာထရန်နဲ့ရှိတို့ပြေဆုံးနိုင်ခြင်းရှိတဲ့အတွက်ဒီလိုမတွေ့မီတရုတ်ကပုကုံထိန်းချုပ်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။လာမယ့်နှစ်ပတ်တွင်တောင်ကိုရီးယားမှာကျင်းပမဲ့ APEC ဆင်းလုပ်ပွဲမှာသမ္မတရှိနဲ့တွေ့ဖို့တော့ရှိပါတယ်။ဒါပေမဲ့ဘလို့ဆက်ဖြစ်မလဲဆိုတာတော့မပြောနိုင်ဘူးလို့ American သမ္မတ Trump ကဆိုပါတယ်။ လောလောဆယ်အမေရိကန်ကတော့တရုတ်ကိုပိတ်ပင်မှုတွေပုံမှုလုပ်နေပါလေ။ဒါအပြင်အမေရိကန်စီလမ်းကြောင်းမှာရုရှားရဲ့လေပတ်နဲ့ကိုတရုတ်လေကြောင်းလိုက်လေရင်နေအုံပြုခွင့်ရနေတဲ့ကိစ္စကိုလည်းအမေရိကန်ကတားမြစ်မယ်လို့ဆိုပါလေ။တရုတ်လေကြောင်းလိုက်နေရတဲ့ရုရှားလေပတ်နဲ့ကိုတုံးပြီးတော့အမေရိကန်ကိုလာတဲ့အခါမှာပြန်တန်းချိန်နေပြီးလောင်စာသုံးဆမှုလည်းနေတဲ့အတွက်အကျိုးမြတ်ပူရနေကြောင်းအမေရိကန်လေကြောင်းလိုက်နေကကာလာရှိဝေဖန်နေပါလေ။ ယူကရိန်းကိုရုရှားကျူးကျော်ခြင်းကစပြီး2022မတ်လမှာအမေရိကန်ကဝေဟင်၎င်းလို့ဝေဟင်ကိုရုရှားလက်ရင်တွေဖျက်ဆီးခြင်းကိုတားမြစ်တဲ့အတွက်ရုရှားကလက်တုပ်ပြန်ပြီးအမေရိကန်လေကြောင်းလိုင်းလေယာဉ်တွေနဲ့တခြားနိုင်ငံလေကြောင်းလိုင်းလေယာဉ်တွေရုရှားလက်ပတ်နာအားဖျက်ကျော်ပြန်တမ်းမှုကိုလုံးဝတားမြစ်ထားတာဖြစ်ပါလေ။ဒါပေမဲ့တရုတ်အီရန်ဒီနိုင်ငံတွေကိုတော့ရုရှားကချွင်းချက်အနေနဲ့ခွင့်ပြုထားတာဖြစ်ပါလေ။အခုအမေရိကန်လည်းတံပြန်ဆိုလိုပြုတ်နေတာဖြစ်ပါတယ်။ တရုတ်လေကြောင်းလိုင်းလေရင်တွေကတော့မတားမြစ်ခံတဲ့အတွက်နိုင်ငံတကာခီးစဉ်လည်းကြောင်းမှာတရုတ်မှအပကြံလေကြောင်းလိုင်းလေရင်တွေနှိုင်းရှင်ဈေးကွက်ဝေစုပိုရနေတာဖြစ်ပါလေလက်ရှိအချိန်တွေကမပြတာပါဘူးအမေရိကန်လေကြောင်းလိုင်းလေရင်တွေအတွက်ကြီးမားတဲ့ရှင်ပြိုင်မှုမှာအနှုတ်သက်ရောက်နေတယ်လို့ဆိုပါလေလက်ရှိဆိုပြကြအမေရိကန်မှာထုတ်ပြတဲ့နိုင်ငံခြားလေကြောင်းလိုင်းလေရင်တွေခွင့်ပြုပေးတဲ့ဖြစ်တော်ပြန်သန်းခြင်းကန့်သက်ချက်မှာတုံးဝမှာဖြစ်ပြီးကိုယ်စီတမုတ်ဖို့နဲ့လေရင်နဲ့မသက်ဆိုင်ကြောင်းဖြည့်ဆွတ်ထားပါလေတရုတ်လေကြောင်းအစစ်တပ်အနာပိုင်းတွေ ဝါရှင်တန်မှာရှိတဲ့တရုတ်ပြည်ရောင်းနဲ့ဆိုင်းရလေကြောင်းလိုက်များစီမှတ်ချက်ပေးဖို့တောင်းဆိုမှုကိုလည်းချက်ချင်းတုံ့ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောခြင်းပါတယ်။ယူကရိန်းမြို့တော်တဝမ်းကိုရုရှားကအကြီးကျယ်တိုက်ခိုက်မှုကြောင့်လျှက်စစ်မီတွေဖျက်တောက်နေပါတယ်။ရုရှားရဲ့ဒရုန်းတွေဒုံးကျည်တဲ့လက်ချက်ကြောင့်ကိမြို့မှာအနည်းဆုံးလူ20လောက်ဒဏ်ရာရပြီးသေဆုံးမှုကိုတော့မသိရပါဘူး။မြို့တော်တဝမ်းလျှက်စစ်မီတွေဖျက်တောက်သွားပါတယ်။သမားဇီလန်စကီကဒီတိုက်ခိုက်မှုကတော်တော်လေးဆိုးသွားပြီးစနစ်တကျကြိုတင်တွက်ချက်ထားတဲ့တိုက်ခိုက်မှုလို့ဖြစ်တဲ့ရှုတ်ချပါလိမ့် ီမျိုးတော်ဗီတာလီကလက်စကိုကရုရှားတပ်တွေဟာအရေးကြီးဆုံးအခြေခံအဆောင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ပြစ်ချခဲ့တဲ့ဒုံးမြောင်မှာအစားအသောက်တွေကမြို့နေရာအတုံးများကိုကျရောက်ပါတယ်။မိသက်သမားတွေကမိငိမ့်တဲ့နေရာတိုက်ခန်းဆောင်များမိလောက်နေမှုအွန်လိုင်းမှာတွေ့မြင်ရပါတယ်။ရုရှားရဲ့ညာဘက်တစ်ခါမှာဒုံးမောင်း465စင်ဒုံးကြီး320ပတ်ဝန်းကျောင်းအဲ့ဒီနဲ့ဒရုန်း၄၅၀နဲ့ဒုံးကြီး၅၅၀ကိုလေကြောင်းရဲ့ကောက်ွယ်စနစ်ကပြစ်ချနိုင်ကြောင်းယူကရိန်းလက်ကပြောပါတယ် မီလောင်မှုကြောင့်ကင်းမျိုးလယ်မှာကဲဆေးသမားတွေဟာ18ထက်မြင့်အဆောက်အအုံမှာလူပေါင်း20ကျော်ကဲတင်ခဲ့ရပါတယ်လူ9ဦးကိုဆေးဝါးမှုပို့ဆောင်ခဲ့ရပြီးကျန်းလူတွေကိုရှေ့ဥပဒနာပြုစုပေးခဲ့ရပါတယ်ယူကရိန်းခြားဒေသတွေကိုလက်တက်ခတ်တဲ့အတွက်ခုနှစ်နှစ်ရွယ်ကလေးတို့သေဆုံးရောက်စုပါတယ်အခုချိန်နေစတဲ့ကြာစင်လာချိန်မှာယူကရိန်းရဲ့စွန့်ရင်ခြေကအဆောက်အအုံဟာအဓိကပြစ်မှတ်ဖြစ်လာတယ်လို့တမရဇင်လန်စကီကပြောပါတယ်မဟာမိတ်တွေကပုံမကူညီပေးဖို့နဲ့ဆောင်းရသည့်မတိုင်မီရတနာနဲ့စွန့်ရင်ခြေကအဆောက်အအုံတွေဟာရုရှားတိုက်ခိုက်မှုရဲ့အဓိကအပြစ်မှတ်ဖြစ်လာပါတယ်။ ရုရှားဟာစွန့်ဟင်းဆိုင်ရာအဆောက်အအုံနဲ့မြေထာနယ်တွေဖျက်ဆီးခြင်းဖြင့်ရှောက်ထွေးမှုတွေဖန်တီးပြီးစိတ်ပိုင်းဆိုင်ရာဖိအားပေးဖို့ကြိုးပမ်းနေကြောင်းဇလန်စကီးကသတိပေးပါတယ်။ကီရီဒါမှာမိသားစုပေါင်း2800ကျော်လျှက်စစ်မီဖြစ်တော့နေစေဖြစ်ကြောင်းအုပ်ချုပ်ရေးမှူးကပြောပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။မီဒီဆိုရဖွဲ့ဖွဲ့စည်းမှုကိုမဆိုတားဆီးပိတ်ပင်သွားမယ်လို့ပြင်သစ်လက်ရဆောင်ကောင်းဆောင်မိုင်းလဘင်းကဗိုလ်ကြီးမိကပြောလိုက်ပြီးတိုင်းပြည်နိုင်ငံရေးအခုလိုမတိုးတာမဆုတ်တာအခြေအနေကိုပုံမဆိုးသွားသွားစေမယ်ဆိုပါတယ် အားလုံးကိုစန့်ကျင်ပေးပေးသွားမယ်လို့သူကပြောပါလေပါလီမန်ဖြတ်သိမ်းဖို့အလေးနဲ့စဉ်းစားဖို့ brain link ပြီးငါပြင်းသမားမက်ခရွန်ကိုထပ်မံတောင်းဆိုပြီးလွတ်တော်ရွေးကောက်ပွဲတွေစောပြီးကျင်းပဖို့သူမဟုတ်သူနှုတ်ဖတ်ပြီးဖို့တောင်းဆိုပါလေဒီနေ့နိုင်ငံရေးကောင်းဆောင်တွေကြုံရတဲ့ပြဿနာကမြင်းပေါ်ရောက်နေပြီအဲ့ဒီမြင်းကဘဲမှသွားခိုင်းလို့မရတာပဲလုံးနေတာမြင်းစီကျွမ်းကျင်သူပါလို့တိုက်ခန့်ကောင်းဆောင် brain link ကပြင်းစစ်နိုင်ငံအလဲပိုင်းမှာကျင်းပတဲ့ပွဲတစ်ခုမှပြောတော့ပါလေ သူတို့တွေကမြေငါးကိုခါထားတဲ့အချိန်ဘယ်လောက်ထိကြကြထိနိုင်မလဲဆိုတာပဲလို့ဆိုပါတယ်။မနေ့ကရွေးကောက်ပွဲတွေစောကျင်းမှပြီးမက်ခရွန်ကနိုင်ငံရေးလောင်းစားတစ်ခုလုပ်ပြီးတဲ့ကပြည်내နိုင်ငံရေးဟာမတိုးတာမဆုတ်တာအခြေအနေရောက်နေခဲ့ပါတယ်။သူကအာနာပုံပိုခိုင်မြဲအောင်ရည်ရွယ်ပြီးလုပ်ခဲ့ခြင်းဖြစ်ပေမဲ့ဘယ်ပါတီမှအသာစီးမရပဲလက်ရစုံအများသာအမျက်နေရပိုရသွားပါတယ်။ဒါကြောင့်မက်ခရွန်လည်းကြောက်ကြသွားပါတယ်။လာမယ့်နှစ်အတွက်ကျင်းသောမဲ့ချိုးချန့်ချွတ်တိုင်းဘတ်ဂျက်ပေါ်မကြေလည်မှုကြောင့်ဝန်ကြီးချုပ်နှုတ်ကိုလွတ်တော်ကဖြုတ်ချပြီးဖြစ်ပါတယ်။ တတိယမြောက်ဝန်ကျော်လက်ကောက်နှုတ်ဆိုရင်14နာရီပဲခံပါတယ်အကြက်တဲကိုပြည်လဲဖို့နောက်ဆုံးကြိုးပမ်းနေနေတဲ့မက်ခရွန်ကမြစ်တရရခံတဲ့အတွက်ဘလိုပဲဆိုပါစေသူရသူကိုပေါ်တူဂလညနေပိုင်းကြီးစေယူထားပါတယ်အချိန်စောပြီးရွေးကောက်ပွဲအစ်ကျင်းမှခြင်းမလုပ်ပဲဘာကြအရေးအများသဘောတူမှုရနိုင်လိမ့်မယ်လို့သူထင်မြင်ကြောင်းယာရုမထောက်ခွာရတော့မယ်ဝန်ကြီးချုပ်ကပြောပါတယ်ယာရုမထောက်ခွာသွားတဲ့ဝန်ကျုပ်လီကွန်နူဟာဘိုဝါရီနဲ့လက်ရနိုင်ငံရေးသမားတွေနဲ့ဆွေးနွေးပြီးလက်ဝဲသမားတွေနဲ့ဆွေးနွေးမှုကိုအဆုံးသတ်ခဲ့ပါတယ် နေနိုင်တဲ့မြန်မာပေါဝင်ဖို့ဖိတ်ခေါ်မှုကိုလက်ရစွန်းသမားတွေကပယ်ချပါတယ်။ Marine League Band ရဲ့ National Rally မှာလူထုဆန္ဒသဘောထားကောက်ယူမှုမှာရှေ့ဆုံးကအဦးဆောင်နေပြီး2029မှာကျင်းပဖို့ရှိတဲ့နောက်သမရရွေးကောက်ပွဲမှာ Marine League Band ကအနိုင်ရဖို့ခွင့်ရရှိနေပါတယ်။ Macron ကတော့ဝန်ပြိုင်ခွင့်မရှိတော့ပါဘူး။2019ခုနှစ်ကပထမကျင်းသမားဖြစ်ရွေးခန့်ခဲ့တဲ့ Macron ဟာသူဒုတိယတဒံကုံဆုံးတဲ့ဒီတာဝန်ကိုထမ်းဆောင်သွားမယ်လို့ထက်ထက်လက်လက်ပြောနေတာပဲဖြစ်ပါတယ်။နောက်ထပ်တစ်နှစ်ပုတ်ပြောချင်ပါတယ်။ကမ္ဘာပေါ်မှာပထမဆုံးဖြစ် အာကာသမှနေအောင်ကြီးစွန်းကိုလှမ်းပို့ဖို့ဂျပန်နိုင်ငံကလုပ်နေပြီဖြစ်ပါတယ်ဂျပန်နိုင်ငံဟာ2025မှာအာကာသမှနေအောင်ကြီးစွန်းကိုကမ္ဘာမြေကိုပထမဆုံးအကြိမ်ဖြစ်အောင်မျိုးစွာလှိုင်းလူထုံးနှိမ်နိုင်ငံဖြစ်သမိုင်းသစ်ရည်ထုတ်ဖို့ပြင်ဆင်နေပါတယ်ဒီစီမံကိန်းကပြန်လည်ပြည့်ပြည့်စွန်းရည်ပြည်လောကမှာကြီးမားတဲ့အပြောင်းအလဲဖြစ်နိုင်ပါတယ်ဒီစီမံကိန်းကဂျပန်ဟာအလေးချိန်180ကီလိုဂရမ်ရှိတဲ့ဂျိုဘူးတစ်စင်းကမ္ဘာမြေပြင်ထက်ကီလိုမီတာ400အမြင့်ရှိကမ္ဘာပတ်လမ်းကြောင်းကိုထွက်တင်มาဖြစ်ပါတယ် အဲဒီဂျိုတူမှာတက်ထားတဲ့နေအောင်ကြီးစွန့်ရင်ပြားတွေကနေအောင်ကြီးကိုစုဆောင်ပြီးတော့ဒါဝမိုက်ခရိုဝေ့စွန့်ရင်ဖြစ်ပြောင်းလဲမှာပါအဲဒီတော့ဒီစွန့်ရင် line တွေကိုဂျပန်နိုင်ငံဆူဝါမှာရှိတဲ့မြေပြင်လက်ခံစကန်ကိုပို့လို့သွားမှာဖြစ်ပါတယ်တနအုပ်စမ်းသမှုမှာလက်စစ်တာ1 kW ခန့်ထုတ်နိုင်ပါတယ်ဒါဟာအင်ဒိုနီးယားစစ်ပစ္စည်းငယ်တွေကိုတနအိုက်ခန့်အသုံးပြုနိုင်မှုလွန်လို့တဲ့ပမာဏပါဒါအင်မတန်နေပါတဲ့ပမာဏဆိုရင် ကနဦးအောင်မြင်မှုလို့ပြောလို့ရပါတယ်။အဂါသာခြေဆိုင်နေုံကြီးစောင်းရည်ပညာဟာလက်တွေ့လုံလုံကြောင်းသက်သက်ပြနိုင်မယ်အလွန်ကြီးပါတဲ့သေုပ်ပြတ်မှုပါ။ဒီစမကိန်းသာအောင်မြင်ရင်ညာအချိန်တမို့ရာသီဥတုမကောင်းတဲ့အချိန်တွေမှာတော့မကဘာမျိုးကိုတန့်ရှင်းပြီးအဆက်မပြတ်စွန့်ရင်ကိုအချိန်မီးထောက်မှန်ပေးနိုင်မယ်ပုံမကြီးမားတဲ့စနစ်အတွက်လမ်းဖွင့်ပေးနိုင်မှာဖြစ်ပါတယ်အမေရိကန်နဲ့တရုတ်လိုနိုင်ငံတွေကလည်းအလားတူဒီပညာကိုစူးစမ်းရှာဖို့ကြိုးဂျပန်ရဲ့ဒီစမကိန်းဟာသိပ္ပံနဲ့နေပညာစံသစ်တည်ထောင်မှုကအနာဂတ်မှာဦးဆောင်နေတယ်ဆိုတာဖော်ပြနေတာပဲဖြစ်ပါတယ် နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။အာတိတ်သမုတ်ရာထဲမှာထိုးစမ်းတဲ့ဝေလာငါးကြီးတစ်ကောင်ကိုတွေ့ရပါတယ်။အဲဒီဝေလာငါးမှာလွန်ခဲ့တဲ့နှစ်ပေါင်း၂ရာဝန်းကျင်လောက်ကတုံးပြုတ်ခဲ့တဲ့ဆိုတဲ့လှန်ကြုံတစ်ခုကိုယ်ထဲမှာစိုက်ကျင်နေတာတွေ့ရပါတယ်။ဒါ ው ကြီးကြပြီဒီဝေလာငါးဟာအဲဒီလမ်းကျက်ထိခိုက်နေရပြီးရာစုနဲ့နှစုကြောင်များအသက်ရှင်နေကြောင်းပြုရမှာပါ။တိမ်မမလျာရှင်ရဲ့ယုံကြည်ချက်အရာ ဒီဘောဟာဝေလာငါးရီကနှစ်ပေါင်းမှန်အကျော်ထိတက်ရှင်နိုင်ပြီကဘာပေါ်မှာရှိတဲ့အသက်ရှင်ဆုံးလူလိုက်သဘောတွေကထူချမ်းမှုပါဒါမဲ့ကဘာမှာပထမဦးဆုံးအဲ့ဒီလိုမျိုးလူငရဲအနှစ်200လောက်ကဝေလာငါးဖက်ကရိယာတစ်ခုလှန်ကျုံနေခန္ဓာကိုယ်ရဲ့ဆက်နေတဲ့ဝေလာငါးကိုပထမဦးဆုံးတွေ့ဘူးတာပဲဖြစ်ပါလိမ့်ဒီငါးရက်ထူချတဲ့ပိဇာကြောင့်ယောဂတန်ခန္ဓာရရှိပါတယ် DNA ပြည့်စုံမှန်တဲ့ကြောင့်လည်းပြန်လဲကောင်းမွန်အောင်သူ့ရဲ့ဇီဝကမဏီပညာနဲ့ပြည့်မြင်နိုင်ပါလိမ့် ကမ္ဘာအနှက်ဆုံးရေးပြင်းထန်မှာရာဇဝတ်ပေါင်းများစွာရှင်သန်နေနိုင်ပါတယ်။ဒါဝင်လေးလာခြင်းအပြီးလူသားတွေပုံမှန်ကျမ်းမာပြီးပုံမှန်ရှည်လျားစွာအသက်ရှင်နိုင်ဖို့အထောက်အကူပြုမဲ့လိုအပ်ချက်ကိုသိရှိနိုင်တယ်လို့သူတို့တီတီကမျှော်လင့်ထားပါတယ်။